တဲဆုညင်းရဲ့ကျူးစားမှုကိုလောင်တလို့ဖြစ်နေလို့ဝေဖန်ခံနေရတဲ့အောင်စဘူတွင်အဘိသူမြပြားတဲ့တဲဆုညင်းကိုဘယ်သူမှမထည့်ရကြပေမဲ့လူရှင်တော်ရိကအလောင်ပြောင်းတလို့ဖြစ်နေလို့ဒီရက်ပိုင်းမှာတော့ပွဲဖြစ်နေကြပါတယ်။ကိုပိုင်ဇက်သပင်ကိုတီထောင်ထားတဲ့အောင်စဘူရဲ့ပွဲကိုလွန်ခဲ့တဲ့ရက်ပိုင်းကမကွေးမှာအဘိသူတွေများခဲ့ပါတယ်။သူရဲ့ပွဲမှာတဲဆုညင်းရဲ့ပြိုင်ပွဲဝင်ဝစ်စုံကိုလောင်ပြောင်းတလို့ဖြစ်သွားခဲ့တာကြောင့်ဝေဖန်ခံနေရပြီးတော့ဒီလိုမလုပ်သင့်တဲ့အကြောင်းလည်းပြောနေကြပါတယ်။တဲဆုညင်းကလွန်ခဲ့တဲ့နေ့က Miss Grand International မှာ Pantrabiyama ဝစ်စုံနဲ့ရှင်ပြိုင်ခဲ့ပါတယ်။ Pantrabiyama လို့ခက်ခဲညာညာချက်ပေါ်လာခဲ့ပြီး မျိုးလုံးတွေကလည်းတောက်ပနေပါတယ်။တိန်လေးဟာအကုန်ကြခံပြီးဖန်တီးထားခဲ့တဲ့ဝတ်စုံဖြစ်တဲ့အပြင်လညို့ချိုးတဲ့ပုံစံကလည်းအရင်ပြပြနေလို့စုရမယ်လို့လည်းထင်ခဲ့ကြတာပါ။ဒါပေမဲ့တဲဆူကြီးကတော့စုမရခဲ့တဲ့အပြင်တရဖူးလည်းအသိမ်းခံလိုက်ရပါတယ်။ အဲ့ဒီအကြောင်းကိုတော့အောင်စဘူးရဲ့ဇက်တပင်မှာဖျော်ပြခဲ့တာဖြစ်ပါတယ်။လူရှင်တော်တွေကတက်ဆုညင်ဝစ်စင်တလို့ဝိယုံကြီးကိုဝတ်လာခဲ့ပြီးတော့စူမရလိုငုံနေတဲ့ပုံစံဖြစ်အောင်ပြက်လုံးကိုတီထွင်ခဲ့ကြပါတယ်။စင်ပေါ်မှာမတင်လိုက်ရတဲ့မြင်းပုံစံအတွေ့အယုတ်မြင်းကိုထည့်ထားခဲ့ပြီးတော့ဝစ်စုံချင်းကလည်းအယောင်ကျူနေပါတယ်။ Miss Grand International ဆိုတဲ့ဆက်လုံးကိုလည်းထည့်ပြောထားလို့ဒါဟာတက်ဆုညင်ကိုပြောတာဖြစ်မယ်ဆိုပြီးတော့တေချာသွားပါတယ်။အိန္ဒိယလမေကစူရသွားပြီးတခြားတယောက်ကငုံနေတာကိုပါထိထိမိမိပြသနိုင်ခဲ့တဲ့အတွေ့အစယောက်ကပြည်သက်တွေကလည်းအရန်သဘောကျလို့လူရှင်တော်ရဲ့ပြက်လုံးကလည်းအောင်မြင်သွားပါတယ်။ ါပေမဲ့သက်ဆူညင်းရဲ့ပြည်သက်တွေကတော့လောင်စရာမဟုတ်ကြောင်းပြောနေကြပါတယ်။ပြိုင်ပွဲမှာမြေကြီးတွေဝဲလာအောင်ရှင်မြိုင်ခဲ့တဲ့သက်ဆူညင်းကအသက်16နှစ်အရွယ်နဲ့ကြိုးစားခဲ့သူပါရှင်။ကြိုးစားတဲ့လောက်လည်းအရာမတင်မဲ့အဆက်တွေလည်းကွဲခဲ့တာကြောင့်ဒီအဖြစ်အပျက်ကသူ့အတွက်တော့ပြန်တွေးလိုက်တိုင်းစိတ်နာစရာဖြစ်နေပါတယ်။သက်ဆူညင်းရဲ့စိတ်ဒဏ်ရာကိုဟာတာမလုပ်တဲ့အကြောင်းကိုလည်းဝေဖန်နေကြတဲ့အပြင်အမှုပညာရှင်အချင်းချင်းလေးစားမှုထားဖို့ကိုလည်းပြောနေကြပါတယ်။ဟာတာလုံးလို့ရတဲ့အရာတွေလည်းရှိပြီးတော့ဟာတာအဖြစ်မလုပ်တဲ့အရာတွေလည်းရှိနေလို့တက်တဲ့ဖန်တွေကလူရှင်တော်တွေကိုစိတ်တူနေကြပါတယ်။အောင်စဘူးကနာမည်ကြီး းလာတဲ့အချိန်သဲဆုငင်းကိုအားပေးသူများတဲ့မင်းကလေးတယောက်ကိုလူရှင်တော်တယောက်ကဟာတာလောက်ကြကမကောင်းတဲ့အကြောင်းသဲဆုငင်းကိုထိရင်အားလုံးနဲ့ညှိမယ်ဆိုတဲ့ထီတောင်ပြောနေကြပါတယ်။ဒါပေမဲ့ဇက်ပွဲတွေမှာလူရှင်တော်တွေကပြက်လုံးဖန်နေတာကထူးဆန်းတဲ့ကိစ္စမဟုတ်လို့စိတ်သဘောထားမသိသိနေတဲ့အကြောင်းလည်းတုံ့ပြန်နေကြပါပြီ။လူရှင်တော်တွေကသဲဆုငင်းတယောက်ချဲကိုပဲရွေပြီးတော့ဟာတာလောက်ကြမဟုတ်ပဲတခြားနိုင်ငံကြီးတဲ့အမှုပညာရှင်တွေအပြင်လူပြောများတဲ့အရာတွေကိုလည်းပြက်လုံးအဖြစ်တင်ဆက်တတ်ကြပါတယ်။လူရှင်တော်တွေကသူတစ်ပါးကိုလည်းမထိခိုက်အောင်ပြည်သက်တွေကိုလည်းရီမောရအောင်ဟာတာတွေကိုပြပြတတ်ကြပြီးမဲ့တက်တက်ဖန်တွေကတော့လက်မခံကြပါ ပါဘူး။နေပင်စုံကလူတွေလည်းဟာတာပြက်လုံးနေမှာပဝင်ခဲ့ဖူးပြီးတော့ပြင်ဆင်တဲ့နာရီကိုပြင်ဆင်လို့ရအောင်သွန်ဝိုက်တဲ့နီလန်းနဲ့လည်းပြင်ညာပေးပါရယ်။ဒါပေမဲ့တဲဆူညင်းကိုတော့ဒီထဲမှာမပါဝင်စင်ကြလို့သူပြိသက်တွေကဆက်ဆက်ထိမခံဖြစ်နေကြပါရယ်။နာမည်ကြီးတဲ့အနုပညာရှင်ကြီးတွေလည်းပြက်လုံးမှာထည့်ပြောခံရပြီးမြေအားလုံးကတော့စိတ်သဘောထားကြီးပေးခဲ့ကြတာပါ။တဲဆူညင်းကတော့အားလုံးနဲ့မတူပဲဘီယမာလေးလိုဖြစ်နေလို့သူ့ကိုကောက်ွယ်ပေးခြင်းတဲ့သူတွေကလည်းအဆင်သင့်ဖြစ်နေကြပါရဲ့။အောက်စဘူပွဲကိုတွားကြည့်ခဲ့ကြတဲ့သူတွေကသူတို့ရဲ့အကောက်တွေကိုလည်းသဘောကျတယ်လို့ဟာတာတွေကိုလည်းကြိုက်ပြီးတော့စော်ကားလိုတဲ့သဘောနဲ့ ဲ့လုတ်ခဲ့တာမဟုတ်တဲ့အကြောင်းရှင်းပြနေကြပါတယ်။ဒါပေမဲ့တဲဆွေရင်းကတော့လူချစ်လူခင်ပေါ်များသူဖြစ်လို့သူ့ကိုအတင်းပြောတဲ့သူတွေလည်းအလုတ်ထွက်ရတယ်လို့လူသိရှင်ကြားလည်းပြန်လည်းတောင်းမရတက်ပါတယ်။အခုလည်းအောင်စုကလူရှင်တော်တွေကတဲဆွေရင်းကိုပြန်လည်းတောင်းမတဲ့အထိပါပြောနေကြပါတယ်။အမြဲတမ်းကောက်ွက်ပေးမဲ့သူတွေရှိတာကသူ့အတွက်ကံကောင်းခြင်းတစ်မျိုးဖြစ်နေလို့ဇက်သပင်ကပြလုံးထဲမှာထဲသွင်းအပြောခံရတာကိုလည်းမကျေနပ်ကြပါဘူးရှင်။အောင်စုဘူးရဲ့ဇက်သပင်မှာတဲဆွေရင်းကိုပြန်လုံးအဖြစ်ထည့်သွင်းခဲ့တာကကြီးမားတဲ့ကိစ္စဖြစ်သွားခဲ့လားဆိုတော့ကိုမမအမြင်လေးတွေကိုပြောခဲ့ပါအောင်ကြီးစုအပိကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။